မင်္ဂလာပါရှင်ကာလလတာ920တယင်း၃နှစ်ပြည့်အခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပြည်လူမျိုးပေါင်းစုံပြည်တွလူမျိုးရေးတပ်ဦးကာလလတာခရနီပြည်ပြည်တွလူမျိုးရေးတပ်မတော် KPLA 920တယင်းဖွဲ့စည်းတည်ထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားကိုနိုဝင်ဘာလ14ရက်နေ့မှာခရနီပြည်တနင်္လာမှာပြုလုပ်ခဲ့တယ်လို့ KPLA 920တယင်းကထုတ်ပြန်ထားပါတယ် အခမ်းအနားမှာ ကာလလတာအလန်တော်ကိုအလေးပြုခြင်းရဲဘော်ကေတာတွေကစီကန်းကြီးတုံရဲတတိပြုရန်ရှစ်ချက်သစိန်သီဆိုခြင်းတယင်သမိုင်းအကျင်ဖတ်ကြားခြင်းကြာဆုံးရဲဘော်နေကိုလက်အင်ကာပေးဆက်ခရတဲ့ရဲဘော်တွေအတွေ့ဂုံပြုတဝန်လွာပေးအပ်ခြင်းအမျိုးသမီးရဲဘော်တွေကအကနဲ့ဖျော်ဖြေခြင်းတို့ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဆိုပါအခမ်းအနားကိုကလလတာဥက္ကဋ္ဌဒုဥက္ကဋ္ဌအပါအဝင်ဘိုဟိုကော်မတီဝင်တွေတပ်ဖို့တမှုတွေမဟာမိတ်အဖွဲ့စည်းကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်။ KPLA ကိုလင်း20တရင်ကို2022ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးတရင်တီထောင်ချင်းကစပြီးပြည်သူ့လူမျိုးရင်းနဲ့ Federal Democracy စနစ်တည်ဆောက်ရေးတိုက်ပွဲအတွင်းရဲဘော်39ဦးကြာဆုံးခဲ့တယ်လို့အတည်ပြုထားပါတယ်ရှင်။